အားလုံးပဲမင်္ဂလာပါနော်ဥဒင်းမင်္ဂလာတုတ်ကြောင့်ကိုဗုဒ္ဓဘာသာဝင်တွေတခြားသောဘာသာဝင်တွေကျင့်သုံးနိုင်ဖို့ရအတွက်ပေါ့နော်အတိတ်ဘက်ကိုရှင်းပြပေးခြင်းပါတယ်နော်ဥဒင်း channel ကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်ဘာကြောင့်လဲဆိုလို့ချင်းနောက်မှအသိပညာရစေမဲ့ကိုဘွားကိုတိုးတက်စေမဲ့အသိပညာတွေကိုဥဒင်း မျှဝေမှာဖြစ်ပါတယ်ဒါကြောင့်နော် like and subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်နော်ဦးတို့ဗုဒ္ဓဘာသာရှင်တွေကပြိတ်ကိုရွတ်တဲ့နေရာမှာရွတ်ပဲရွတ်တယ်ပေါ့တိအောင်မလုပ်ကြဘူးနော်အဲ့ဒါကြတော့အကျိုးနဲ့ပတ်သက်ပြီးကုသိုလ်ပဲရတယ်အတိညာဆိုင်တဲ့ကိုလောကီကြီးပွားရေးအကြောင်းတွေကိုမရဘူးပေါ့အခုရဖို့ရတော့ဦးတင်းကမင်္ဂလာတုတ်ကိုအပိုင်းနှစ်ပိုင်းသုံးပိုင်းလောက် ခွဲပြီးတော့ရှင်းပြမယ်ပေါ့နော် ယံမင်္ဂလံတောတတဟိသိန္ဒယိန်တုတေဝကတုထာနာနာတိကသန္တိအထတိတင်းသမင်္ဂလံနဲ့နော်မင်္ဂလာဆိုတဲ့ຢာကိုလူသားတွေကကြံစတယ်ပေါ့ဆန္ဒနဲ့ကြံတယ်နော်အဲ့ဒီမင်္ဂလာဆိုတာဘာလဲလို့မြည်တဲ့အခါမှာပေါ့အုတ်စုတုံးစုကွဲတယ်နံပါတ်1အုတ်စုကဒိဋ္ဌမင်္ဂလာနံပါတ်2ကတုတမင်္ဂလာနံပါတ်3ကမုတမင်္ဂလာပေါ့ ဒေတာမင်္ဂလာအုတ်စုကဘာလဲဆိုလို့ရှိရင်ကောင်းတာတွေကိုမြင်လို့ရှိရင် မင်္ဂလာရှိတယ်လို့ယုံကြည်တဲ့အုတ်စုကိုဒေတာမင်္ဂလာအုတ်စုပေါ့တူတာမင်္ဂလာအုတ်စုကကြတော့ကောင်းတာကိုကြားလို့ရှိရင် မင်္ဂလာရှိတယ်လို့ယူသားတဲ့အုတ်စုမုတ်တာမင်္ဂလာကကြတော့ကောင်းတာတွေကိုထိတွေ့ခင်ရမယ်ဆိုလို့ရှိရင်မင်္ဂလာရှိတယ်လို့ယူသားတဲ့အုတ်စုတုံးအုတ်စုကွဲတယ်အဲ့ဒီမှာ ဒိဋ္ဌကမှန်တယ်တုတကမှန်တယ်မူတကမှန်တယ်သူငါးတွေမှန်တယ်ဆိုပြီးတော့ငင်းခုံကြတာကဘယ်လောက်ကြတယ်လဲဆိုလို့ရှင်72နှစ်ကြတယ်တဲ့နော်အဲ့ဒီမှာတာဝရဏနတ်ပြည်ကိုရောက်တရားမင်းကိုစားကနှစ်သားကိုလွတ်ပြီးတော့ဘုရားကိုတွားလျှောက်တယ်ပေါ့မြတ်စွာဘုရားတဲ့လူသားတွေနှစ်တွေကမင်္ဂလာကိုညင်းလာတယ်72နှစ်ကြတယ်တဲ့ဒိဋ္ဌမင်္ဂလာရဲ့တုတမင်္ဂလာရဲ့မူတမင်္ဂလာရဲ့ဆိုပြီးတော့ငင်းခုံကြတာ72နှစ်ကြပါလေဘုရားတဲ့ အဲ့ဒါနဲ့မေတ္တာပြောက်ဟောမယ်ပေါ့နော်ဦးနေဒီနေရာမှာမင်္ဂလာဆိုတာပါလဲဆိုတာရှင်းပြမယ်ပေါ့သူရဲ့အိဗယ်ကမင်္ဂံပါပံလုနာတိသင်္ကြန်တိတိမင်္ဂလာတဲ့မင်္ဂံပါပံမကောင်းမှုကိုလုနာတိသင်္ကြန်တိဖြစ်တယ်လို့မင်္ဂလာခေါ်တာပေါ့ပြောချင်တာကမင်္ဂလာဆိုတာကကြတော့မကောင်းမှုအကုသိုလ်ကိုကိုယ်မှမရှိအောင်လုပ်လို့ရှိရင်မင်္ဂလာတနည်းအားဖြင့်ကုသိုလ်ကောင်းမှုတွေကိုယ့်ရဲ့တန်တမ်းမှာဖြစ်ပွားအောင်လုပ်မယ်လို့ရှိရင်မင်္ဂလာပေါ့နော်အဲ့ဒါကြောင့် မင်္ဂလာရှိမယ်ဆိုလို့ရှိရင်ကိုယ်မှာမကောင်းမှုတွေမဝင်လာအောင်ကောင်းမှုတွေဝင်လာအောင်ပေါ့နော်နေ့စဉ်ကျင့်သုံးမယ်ဆိုလို့ရှိရင်ဒါမင်္ဂလာရှိတာပဲနော်အဲ့ဒီမှာနောက်တဲ့ဘဟုန်ဒေဝမနုဿတမင်္ဂလာနိအသိဉ္ဇယုံအာကင်ခမာနတုထာဏံဘူဝိမင်္ဂလမௌတမံတဲ့နော်များစွာကုန်တော့နတ်တွေလူတွေကတဲ့မင်္ဂလာကိုကြံစားကြတယ်တဲ့နော် ချမ်းသာခြင်းကိုအလိုရှိကြကုန်တော့လူတွေနဲ့တွေကမင်္ဂလာကိုကြံသာတယ်တဲ့ဘလောက်ကြံတယ်လို့ဆိုရင်12နှစ်ပေါ့မြတ်စွာဘုရားအနေနဲ့မြတ်တော်မင်္ဂလာကိုဟောတော်မူပါသူပြီးတော့ရှောက်တာပေါ့အဲ့ဒီအခါမှာမြတ်စွာဘုရားကဟောပြီအာဒေဝနာသဘာလနာပတိတာနိသဒေဝနာပုဒါသပုဒနိယနံဧတံမင်္ဂလမௌဒမံဘာလနာလူမိုက်တွင်ကိုအာဒေဝနာသမမီဝဲမပေါင်းသင်ခြင်းဒီ၎င်း ပဏိဒါနပညာတိသူတော်ကောင်းတွေကိုတဲ့ဒေဝနာမိဝဲတိကချင်းဒီ၎င်းဘုဒ္ဓနိယာနံဘုတော်တင့်ထိုက်တဲ့ပုဂ္ဂိုလ်တွေကိုတဲ့ဘုသာသာဘုတော်ချင်းဒီ၎င်းနဲ့အဲ့ဒီတော့မှဒီရှိတယ်တဲ့အေးတန်အဲ့ဒီတုံးမကမဥဒ္ဓမံမြတ်တော်မင်္ဂလာမင်္ဂလာပဲတဲ့နော်ဘုရားရှင်ရဲ့အိဗက်ကလူမိုက်ကိုမပောင်းနဲ့ပညာရှိကိုပောင်းပူတော်တင့်တဲ့ပုဂ္ဂိုလ်ကို ပူတော်ပေါ့ ဲ့ဒါဆိုလို့ရှိရင်မင်္ဂလာသုံးပါအဲ့ဒီမှာအရေးကြီးဆုံးကကြတော့လူမိုက်ကိုရှောင်ပြီးတော့ပညာရှိကိုပေါင်းအဲ့နှစ်ခုကဥဒ္ဓနောဒီတုပ်ရဲ့အချုပ်ပဲတက်လာအဲ့ဒီနှစ်ခုကိုပြည့်စုံပြီဆိုလို့ရှိရင် နောက်မှလာမယ့်မင်္ဂလာ36ပါးကိုသူကရှင်းပြသားပဲဥဒ္ဓနောကလူမိုက်ကိုပေါင်းမယ်ဆိုလို့ရှိရင် နောက်မှရှိတဲ့မင်္ဂလာကိုဖြတ်သိရရောက်တယ်လူမိုက်ကိုရှောင်ပြီးတော့ပညာရှိကိုပေါင်းမယ်ဆိုလို့ရှိရင် နောက်မှလာမယ့်မင်္ဂလာကိုကိုကြည့်ကိုကြောက်လာအောင်ကျင့်နာတာအတူတူပဲ။ ဟုတ်ပြီဒီနေရာမှာလူမိုက်ဆိုတာပါလဲလူမိုက်ဆိုတာကကြတော့မိမိအကျိုးသူတော်အကျိုးကိုဖြည့်ဆည်းရင်လူမိုက်တမလွန်အကျိုးမျက်မှောက်အကျိုးကိုဖြည့်ဆည်းရင်လူမိုက်ပဲနော်အဲ့ဒါလို့ဆန့်ကျင်ဘက်သူတော်ကောင်ပညာရှိကပါလဲဆိုလို့ရှိရင်မိမိအကျိုးသူတော်အကျိုးကိုစောင့်ရနိုင်လို့ရှိရင်လူလိမ်မှာပညာရှိယခုမျက်မှောက်အကျိုးတမလွန်အကျိုးကိုစောင့်ရနိုင်လို့ရှိရင်ပညာရှိပဲ နော်နောက်တစ်ခုကကျတော့ပူတာသပူတနေကြနန်းတဲ့ပူတော်တဲ့ပူတော်အဲ့တဲ့ပုဂ္ဂိုလ်ကိုပူတော်ရမယ်ဥဒ္ဒနောကပူတော်တဲ့ပူတော်အဲ့တဲ့ပုဂ္ဂိုလ်ပူတော်မှသူကကြိုးစားမှဥဒ္ဒနောရဲ့တာသနာဥဒ္ဒနောရဲ့လူမျိုးဥဒ္ဒနောရဲ့စာပေဥဒ္ဒနောရဲ့ယဉ်ကျေးမှုကနော်တိုးတက်မှဖြစ်ပါတယ်ကွပူတော်တဲ့ပူတော်အဲ့တဲ့ပုဂ္ဂိုလ်မပူပဲမပူတော်ပဲနဲ့ကဖာရပါလို့တဲ့ပုဂ္ဂိုလ်တွေကိုပူတော်မယ်သူတို့ရှင့် ဥဒနရဲ့လူမျိုးဥဒနရဲ့တာတနာဥဒနရဲ့ဘာသာဖာပိယဉ်ကျေးမှုတွေကအောက်ကိုကျမှာဖြစ်ပါတယ်။ဒါကြောင့်ပူဇော်တဲ့ပူဇော်အပ်တဲ့ပုဂ္ဂိုလ်ကိုပူဇော်ပါသူဥဒင်းကတိုက်တွန်းရှင်ပါတယ်။ဒါကအစ၃ပါးပေါ့မင်္ဂလာ။နောက်ထပ်မင်္ဂလာပါလဲဆိုပတိဟုပဒေသာဝသောတပုပ္ပိသကရပုညတံအတ္တတမပဏိတိတဧတံမင်္ဂလမௌတမံတဲ့နော်ပတိဟုပဒေသာဝသော တင်းတင်းလျှောက်ပတ်သောအရမနေထိုင်ခြင်းပုပ္ပေသာကရပုညတရှေး၌ပြုအပ်ပြီးတော့ကုသိုလ်ကောင်းမှုရှိခြင်းပေါ့အတ္တတမပဏိတိတမိမိရဲ့စိတ်ကိုကောင်းမွန်အောင်ထားမယ်ဆိုလို့ရှိရင်ဒါမင်္ဂလာပဲနော်ဦးဇင်းတို့ကတိပါးရေးလိုချင်တာလားပညာရေးလိုချင်တာလားကျမ်းမာရေးလိုချင်တာလားပေါ့အဲ့ဒါကပတိဟုဘဒေတာဝါတော်ပေါ့ စီပွားရေးလို့ကျွန်တော်ကျင်စီပွားရေးလောက်ကောင်းနေရမှာနေအဲ့ဒါပတိခုပါဒေတာဝါတော့ပဲဒေတာဝါတာပဲကိုကကျမကြီးကောင်းကျင်တာလားဒါဆိုကျမကြီးစေဝါမှန်ကန်တဲ့အရက်မှာနေဒါဆိုလို့ကျင်ကိုကျမကြီးပြည့်စုံမယ်ပေါ့ပြီးပညာရေးတာပညာကောင်းတဲ့နေရာမှာကိုကနေမယ်ဆိုရင်ဒါကပတိခုပါဒေတာဝါတော့ပဲပတိခုပါဒေတာဝါတာတင်းတင်းပြောက်ပြတဲ့အရက်မှာနေတဲ့ဟမ်နာပုပ္ပိသကတာပုညသောသူဟာရှေးအတိတ်မှာလည်း ်အရင်ဘွားတွေကလည်းကုသိုလ်ကောင်းမှုကို ဖြည့်စီရမယ်ယခုဘွားမှာလည်းကုသိုလ်ကောင်းမှုကိုဖြည့်စီရရမယ်ပေါ့ယခုဘွားရဲ့ရှေးပေါ့လေပြီးလို့ချင်းအတ္တတမပဏိတိတဲ့မိမိရဲ့စိတ်ကိုကောင်းမွန်အောင်ထားရမယ်ဒါဆိုလို့ချင်းကိုယ့်ရဲ့စိတ်ကိုပျော်ပြောင်းလာအောင်နှူးညံ့လာအောင်စိတ်ထားတွေကောင်းမွန်လာအောင်အကောင်းဘက်ကနေတွေးတောနိုင်အောင်ပေါ့ကျင့်ရမယ်အဲ့ဒါကိုအတ္တတမပဏိတိတဲ့နော်ဒီတော့မှလည်း ဒါလည်းမင်္ဂလာပဲအဲ့ဒါတွေကိုဥဒင်းကဖြည့်ခြင်းဖို့လိုပါတယ်နော်ပြီးနောက်တဲ့မင်္ဂလာကကြတော့ဘာဟုတ္တသင်္သတ္တပင်္သဝိနယောသတုတ္တခိတံသူပါတိတာသယာဝသာဧတံမင်္ဂလာမௌဒမံဘာဟုတ္တသတဲ့ကြာမြင့်တူတာရှိရမယ်နော်အဲ့ဒါကြောင့်ဥဒင်းတို့ကစာပေတွေဖတ်ရှုရမယ်တရားနာရမယ်စာပေဟောပြောတွေကိုနားထောင်ရမယ်ပေါ့အဲ့ဒါဘာဟုတ္တသပဲ နော်များပြားတော့တူတာရှိတာပေါ့တိတ်ပအသက်ပညာပေါ့နော်ဦးဇင်းတို့မင်္ဂလာရှိချင်လို့ဆိုရှင် ကိုကဘာကိုဝါသနာပါတာလဲပါတဲ့ဝါသနာကိုကိုကပါတဲ့ဝါသနာကိုအရင်ခံပြီးတော့အသက်ပညာကိုကိုယ်မှာစီးပူးထားရမယ်ပေါ့နောက်ထပ်ကတူတိတ်ခွီတော့ကောင်းစွာတင်ကြားအပ်ပြီးတော့ဝိနည်းရောလေဝိနည်းတဲ့ဝိနည်းတရာကလူဝိနည်းလည်းရှိတယ်ယဟန်ဝင်နေရှိတယ်ပေါ့လူတို့လို့ရှိရင်၅ပါးတိလာ၈ပါးတိလာ၁၀ပါးတိလာဒါကို ခံယူတော့ဒီကျင်တော့မှာပေါ့နော်လူလောကကဟိုရင်းမှုကလက်မခံတဲ့အမှားတွေကိုမလုပ်ဖို့ဒါလည်းဟူနည်းပဲပြီးရာဝါသာတဲ့သူပါတိတာသာရာဝါသာကောင်းစွာပြောဆိုအပ်တော်စကားရှိရမယ်စကားကိုကောင်းမွန်စွာပြောရမယ်ပေါ့မြတ်ပြားစကားပြောနေသူကရကုံတော့ပေါ့ကောင်းတော်စကားကိုသူတော်မူလို့မြတ်စွာဘုရားစကား6ခွန်းလူလိုက်ထွန်းတဲ့လေးခွန်းကိုပဲနှစ်ခွန်းနဲ့တဲ့မြတ်ပြားပြောတဲ့စကားကောင်းနှစ်ခွန်းကဘာလဲဆိုလို့ရှိရင် မှန်တယ်အကျိုးရှိတယ်ကြိုက်တယ်အနမတိဘောနမနေကကြတော့မှန်တယ်အကျိုးရှိတယ်မကြိုက်ဘူးတပတ်လူကမကြိုက်ဘူးတိုးတော်မှန်လည်းမှန်တယ်အဲ့ဒီပုံကတော့အကျိုးရှိမှသူရင်ပြောရမယ်နော်အဲ့ဒါမြတ်စွာဘုရားပြောတဲ့စကားနှခွန်ပဲအဲ့ဒါကိုဥဒင်းတို့ကလိုက်ပြီးတော့အတူပြီးပြီးတော့ပြောကြရမယ်ပေါ့အဲ့ဒါကိုတုပါတိတာစရာဝါစာလို့ခေါ်ပါလေဟမ် နောက်မင်္ဂလာပါလဲသူမာတာပိတုဥပဋ္ဌာဏပုဒ္ဒတာဝရတသင်္ဃဟောအနာကုလသကမန္နာဧတံမင်္ဂလာမௌတမံတဲ့မာတာပိတုဥပဋ္ဌာဏမိဘတွေကိုတဲ့လုံကျေးပြုစုရမယ်ပေါ့နော်ပုဒ္ဒတာဝရတသင်္ဃဟောကိုယူတဲ့ဇနီးနော်မူဖတ်တဲ့တာသမီတွေကိုကိုကထောက်ပံ့ပေးရမယ်အဲ့ဒါကိုပုဒ္ဒတာဝရတသင်္ဃဟမင်္ဂလာလို့ခေါ်တယ်ပြီးအနာကုလသကမန္နာပေါ့အပြစ်မရှိတဲ့ အစုပ်တွေကိုလောက်ရမယ်ပေါ့နော်ဥပဒေဗုဒ္ဓဘာသာဝင်ဆိုလို့ရှိရင်လူကုန်ကူတာတို့အရက်တရောင်းတာတို့နော်ပြီးရင်အတန်ငါးကိုတက်ပြီးရောင်းတာတို့ဒါတွေကိုရှောင်းရမယ်လက်နဲ့ရောင်းတာတို့ဒါတွေကိုဥဒေတို့ကရှောင်းရှားရမယ်ပေါ့အဲ့ဒါကိုဥဒေတို့အနာကုတကံပန္နာလို့ခေါ်ပါတယ်နော်အဲ့ဒီမင်္ဂလာကိုပြည့်စုံအောင်လုပ်ရမယ်ပေါ့ နောက်ထပ်ကမင်္ဂလာကကြတော့ဒါနင်သာဓမ္မသဗ္ဗယသညာနာတကနင်သာအသင်္ဂဟောနာဝိသနိကမ္မနိအိတမင်္ဂလာမௌတမံနဲ့နော်ဒါနာလည်းပေးကန်းသုံးကြရမယ်ဒါကသင်ရှားပါလားနော်ပေးကန်းသုံးကြရမယ်မရှိတဲ့သားတွေကိုကိုယုံကြည်တဲ့ဘာသာရေးလိုက်ပေးကန်းသုံးကြရမယ်ထောက်ပံ့ပေးရမယ်ဓမ္မသရိယာတရားကိုကျင့်ရမယ်ပေါ့ဗုဒ္ဓဘာသာဝင်တို့လို့ရှိရင်ဖျားဟောတဲ့တရားတွေကိုလိုက်နာကျင့်သုံးရမယ် တရားထိုင်ရမယ်မေတ္တာပို့ရမယ်နော်ရက်ွက်တွေကိုတန်ရှင်းလို့ရမယ်အိမ်ကိုလို့ရမယ်တန်ရှင်းရအဲ့ဒါတွေကဓမ္မစရိယပဲပြီးညာရကနေသတင်ကိုဟောတဲ့ကိုယ့်ရဲ့စင်မျိုးတွေကိုထောက်ပံ့ပေးရမယ်နော်အဲ့ဒါလည်းမင်္ဂလာပဲပြီးအနာဝိဇ္ဇာနေကမ္မနေအပြစ်မရှိတဲ့လူတွေကိုလည်းရှောင်ရှားရမယ်ဒါကမင်္ဂလာပေါ့နော် ယအာရတိဝိတတိပပမေသပါနာသတံယမောအပမတောသဓမေတုဧတံမင်္ဂလမௌတမံနဲ့ဒါကဥဒင်းနောက်မှာရှင်းမဲ့အကြောင်းဖြစ်ပါတယ်နော်ခုဥဒင်းရှင်းခဲ့တာက3ပါ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 သရှိပါဥဒင်းမင်္ဂရှင်းပြခဲ့တယ်နောက်တဲ့20ကျန်တယ်နောက်20ကိုဥဒင်းနောက်တဲ့ဗီဒီယိုမှာရှင်းပြမှာဖြစ်ပါတယ်နော်ဒီဗီဒီယိုကကိုယ့်အတွက်အကျိုးရှိမှသူလို့ရှိရင် like and subscribe လုပ်မယ် share ပေးခင်မယ်ပေါ့ ဒါမှလည်းဥဒင်းလည်းအတိပညာတွေကိုမျှဝေရမှာအရှိတေမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။